မန္တလေးကပကြီလောကမှာစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့အုံမုတ်ခွက်နဲ့ဘူဒီကြောက်တွေပေါ်မှာပကြီရေးဆွဲရောင်းချတာတွေအပေါ်စိတ်ဝင်စားမှုရှိနေပါတယ်။ငေးမုံတော်ကတည်င်းပစ်ပုတ်ထားပါရရှင်။မန္တလေးမြို့ကပကြီဆရာတချို့အုံမုတ်ခွဲဘူးတိကြောက်စားတဲ့ဆုံးပြပစ္စည်းတွေပေါ်မှာမြမရွေရပကြီပုံလေးတွေရေးဆွဲရောင်းချရတာကနေလူတွေစိတ်ဝင်စားနေပြီးအဝယ်လိုက်နေတယ်ပြောပါတယ်။အဲ့တော့ဒီဆုံးပြပစ္စည်းလေးတွေကိုအန်ဒီတို့ကမျိုးမျိုးပြုပြင်ပြီးတော့ အုံးမုတ်ခွက်ကလေးတွေဆိုရင်လည်းအထက်ကမှမြမမှုမြမရိုးရလေးတွေရေးမယ်။ဒါဘူတိလျှောက်ကလေးတွေပေါ်မှာဆိုတော့ဒါမြမကနုတ်ပန်းနေဟိုပကန်းကနုတ်ဘူတိမွားကနုတ်တော့ပေါ့နော်။ဒီကနုတ်ပန်းလေးတွေဆွဲတယ်နောက်တစ်ခါဒီမြမရိုးရအယုတ်ကလေးတွေဒါဆိုလို့ရှိရင်ဒါကနုတ်ရုပ်ကလေးပေါ့။နောက်တစ်ခါဒီလိုခရစ်စတယ်လေးတွေနဲ့အန်တီရော့ဒါထွင်ရတာပေါ့နော်။ဒီလိုအမျိုးလေးတွေအဲ့လိုဆွဲပါတယ်။ တခုရှိတာဒါလေးတွေကဟိုအမြင်လဲစမ်းနေအဲ့တော့ကနိုင်ငံနိုင်ငံခြားသားတွေကလည်းဒါလေးတွေကိုတအားကိုမမမုံမုံနဲ့ဝယ်ရပေါ့နော်အခုလိုလက်မှုပစ္စည်းတွေကိုကမ္ဘာလက်ခီးသွားတွေကအမြတ်တနိုးဝယ်ယူကြသလိုမြမအမှုပညာလက်ရာကိုပြသခွင့်ရတဲ့အတွက်လည်းဂုံယူစရာလုပ်ငန်းတစ်ခုဖြစ်ပေါ်လာပါတယ် အခုလို့ဘူတီချောင်းနဲ့ပဲဖြစ်ပါစေလေအုံးကုန်နဲ့ပဲဖြစ်ပါစေလေပေါ့နော်အဲ့လိုအမှုပညာဆန်းစားဖန်တီးထားတဲ့ကိစ္စတွေကတော့ကျမတော့ရန်ကုန်ကြီးရဲ့ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံသားတွေကိုပြရတဲ့အခါမှာလေတချို့ဥစ္စာတွေကတခြားနိုင်ငံတွေမှာရှိတယ်ဥပမာအုံးကြီးချောက်ကိုလုတဲ့ကိစ္စလိုမျိုးဒါပေမဲ့တချို့နေရာတွေကျတော့ဥပမာအဲအုံးကြီးဆန်ကို polish တင်လို့အထက်မှာပတိဆွဲတဲ့ကိစ္စတွေအဲအဲ့လိုမျိုးတွေကကျမတို့တိုင်းပြည်မှာတခြားတိုင်းပြည်မှာမရှိဘူးအဲ့ဒါဆိုကျမဒီကိစ္စကိုတော့ကျမအရင်နဲ့သဘောကျတယ် ယ်။နိုင်ငံသားတွေလည်းကျွန်တော်ပုံမှားအပြင်တော့ပြပစ်တယ်ပေါ့နော်။မန္တလေးမြို့ကပကြီဆရာတွေအနေနဲ့ပွင်လင်းရသည်မှာပကြီပြပွဲတွေပြသပြီးပကြီကားတွေရောင်းချရသလိုအခုလိုဆွန့်ပြစ်ပစ္စည်းတွေပေါ်မှာပကြီရေးဆွဲရာကနေလဲဝယ်ယူသူတွေစိတ်ဝင်စားမှုရရှိလာတဲ့အတွက်ဝမ်းသာနေကြပါတယ်။အခုလိုလက်မှုပစ္စည်းလေးတွေကိုမန္တလေးမြို့ကအမှတ်တရလက်ဆောင်ပစ္စည်းရောင်းဆိုင်တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ကျွန်တော်ငိမ့်မိုးအောင်ပါ။